မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကလေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကတော့နိုင်ငံတော်ဆိုတဲ့အယူဆပါပဲဒီတိုင်းလိုလိုကြားနေရပေပေအမ်တခြားစဉ်းစားကြည့်ဖို့ချိန်မှာကြည့်ဖို့ပါဒီနိုင်ငံတော်ဆိုတာဘလို့စစ်ဖြစ်လာတာလဲနိုင်ငံတစ်ခုဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲဟုတ်တယ်မလားပြီးတော့နိုင်ငံတွေမှာရောပုံစံတွေဘလို့ကွဲပြားနေတယ်လဲဆိုတာတွေကိုကျွန်တော်တို့ဒီနေ့နေနေအသေးစိတ်ဆွေးနွေးကြည့်ရမယ် ကျွန်တော်တို့အထီးကမိញန်းထားတာကတော့ဒီနိုင်ငံတော်အကြောင်းတည်တံ့ရေးထားတဲ့အခန်းတစ်ခုကအချက်လက်တွေပါပဲဆိုတော့လေကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ဒီနိုင်ငံရေးဖွဲ့စည်းပုံရဲ့အခြေခံကြတဲ့အယူအဆတွေတမိုင်းမှာဘလို့ပြောင်းလဲလာတယ်အာဥပဒေအရရောဘလို့အတွေ့အပြည့်ဖွင့်ကြလဲဆိုတာတွေကိုရှင်းရှင်းလင်းလင်းနားလည်သွားဖို့ပါပဲတကယ်တော့စဉ်းစားကြည့်ရင်အံ့ဩစရာနော်ဟိုရှေးခေတ်က လှည့်လေသွားလာနေတဲ့လူသားအုပ်စုသေးသေးလေးတွေကနေအခုခေတ်လိုအင်မတန်ရှုပ်ထွေးတဲ့အစိုးရရန်တရားတွေနိုင်ငံတကာဆက်ဆံရေးတွေအထိဘလို့များအဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့တယ်လဲဆိုတာပေါ့ကဲဒီခီးကို အတူတူစကြည့်ကြအောင်နိုင်ငံတော်ဆိုတာဘယ်ကစလဲပေါ့နော်အဲ့ဒါကိုနားလည်ဖို့ဆိုရင်ဟိုးတိတ်ကိုပြန်သွားမှရမယ်အဒီမှာသမိုင်းပညာရှေးအောင်ဒုတိယကနာ ပြီးတော့ဦးလူရည်ရဲ့လူမှုဘဝတိုးတက်မှုကိုလဲလာတဲ့ မနုဿဘေဒပညာရက်တွေကအရေးပါလာပြီဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါတွေကအရေးကြီးပါတယ်ဒါမှလည်းအစ်စ်ကိုအခြေခံပြီးလက်ရှိကိုချိတ်ဆက်ကြည့်နိုင်မှာပေါ့လीဟုတ်တယ်ဆိုလိုချင်တာကဒန္တရာရီဖုံးပြင်ဆန်ဆန်မဟုတ်ပဲနဲ့တကယ်ခိုင်မာလားတတိအထောက်ထားတွေပေါ်မှာမူတည်ပြီးတော့စဉ်းစားဖို့လိုတယ်ဆိုတဲ့သဘောပါမယ်အတိအကျပါပဲအဲ့လိုခိုင်မာတဲ့အထောက်ထားတွေပေါ်မှာအခြေခံပြီးကြည့်ရင်လေနိုင်ငံတော်မတိုင်ခင်လူအဖွဲ့အစည်းတိုးတက်လာပုံကိုအကြံဖြင်းအဆင့်30ခွဲလို့ရပါတယ် ပထမဆုံးအဆင့်ကတော့အစောဆုံးကာလပေါ့လဲလဲတော့လာနေလူသားအုပ်စုလေးတွေသူတို့ကအမဲလိုက်ငါးဖန်းအတီးနှံရှာဖွေးတာနဲ့အတမွေးကြတယ်တနေ့ကမှအတီးတကြမနေကြဘူးသူတို့ရဲ့လူလင်မှုပုံစံကရိုးရှင်းတယ်အချင်းချင်းပူပေါင်းဆောင်ရွက်တယ်ရလာလာကိုအတူမျှဝေသုံးဆွဲကြတယ်ပေါ့ဟွန်းအဲ့ဒီကနေဒုတိယအဆင့်ကိုရောက်လာတော့လူတွေကနည်းနည်းတိုးတက်လာတယ်လေယာစိုက်ပျိုးရေးဆိုတာမျိုးပေါ်လာတယ်ဒါကပြောင်းလဲကြီးပဲအမဲလိုက်ရှာဖွေးစားတော့တာအဖြစ် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်လာတော့အခြေတကျနေထိုင်ဖို့ဖြစ်လာတယ်။အော်အခြေတကျနေဖြစ်သွားတာပေါ့။ဟုတ်တယ်။ဒီလိုနဲ့ဆွေမျိုးစုအလိုက်နေထိုင်တဲ့လူအဖွဲ့အစည်း clan society တွေပေါ်လာတယ်။အစပိုင်းမှာတော့အမျိုးသမီးဥဆောင်တဲ့မိခင်အကြီးအကဲခစ် matriarchal age လို့ဆိုကြတယ်။နောက်ပိုင်းမှာတော့ အာပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတဲ့သဘောတရားတွေမိသားစုဖွဲ့စည်းပုံတွေပိုခိုင်မာလာတော့ parking အကြီးကဲခစ် patriarchal age ကိုကူးပြောင်းသွားရလို့ယူဆကြတာပေါ့อืมအေးပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာကတော်တော်အရေးပါတဲ့အပြောင်းအလဲဖြစ်မယ်ထင်တယ်အဲ့ဒါကတော့ပိုကြီးမားတဲ့မြို့ပြနိုင်ငံ city state တွေအဖြစ်ထိဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတာပဲဒီအစ်စ်မှာဆိုရင်မြေယာပိုင်ဆိုင်မှုပေါ်အခြေခံနဲ့မြေရှင်ပြိတ္တရာလက္ခဏာတွေ လူမှုအဆင့်အတန်းကွဲပြားတာတွေဥမာအုတ်ချုပ်သူနဲ့အုတ်ချုပ်ခံရသူဆိုတာမျိုးတွေပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်လာတယ်။ပုဂ္ဂလိကပိုင်ဆိုင်မှုကတိတိထားထားပြောင်းလဲနေကြတယ်။လူဦးရေများလာတယ်၊အဖွဲ့အစည်းရှုပ်ထွေးလာတယ်။ဆိုအုတ်ချုပ်သူလူဒန်းစားကဒါကိုထိန်းဖို့အတွက်ဥပဒေလိုမျိုးစီမင့်နဲ့တုံးလာရတယ်။တရားစီရင်ရေးသဘောတရားတွေလည်းဒီနေ့စတာပေါ့။ဒါပေမဲ့ဒီလိုတိုးတက်မှုတွေကနေရာတိုင်းမှာတော့တပန်လေဖြစ်မှာမဟုတ်ဘူးနော်။ဟုတ်ပါတယ်ဟုတ်ပါတယ်။တချို့နေရာတွေကဖော်ဝေဝင်အနေထားရတောင်တန်းတွေပင်လယ်တွေကာနေတော့ အချင်းချင်းအဆက်အသွယ်လည်းနေမှာ။တိကျပဲ။အဲဒါကြောင့်ရင်ကျဲမှုတွေကတူနီယာနဲ့တူတီချာစီတိုးတက်လာခဲ့ကြတာတိုးတက်မှုအရှင်အဟုန်လည်းမတူခဲ့ဘူးလေ။အဲဒီလူဖွဲ့စည်းတဲ့ဟဲမှာဆိုရင်လေခေါင်းဆုပ်လုပ်တဲ့သူရဲ့အီယချင်းဩဇာအာဏာပေါ်မူတည်ပြီးတော့နှုတ်လိုက်တီကသူ့ကိုတဖြည်းဖြည်းနဲ့ဖျင်းအဖြစ်တင်မြှောက်လာတာမျိုးတွေရှိခဲ့တယ်။ အော်ခေါင်းဆောင်ကနေဖယင်ဖြစ်လာတာဗောဟုတ်တယ်အဲ့ဒီကနေမြို့ပြနိုင်ငံတွေပေါ်လာတယ်တချို့ဆိုတိုင်းနိုင်ငံအဆင့်ထိချစ်သွားတယ်တချို့လည်းပျက်စီးသွားတာဗောမြို့ပြနိုင်ငံတွေတည်ငယ်လာလေအိုချုပ်တူအာနာကပိုခိုင်မာလာလေပဲအဲ့မှာမင်းဆက်ဆိုတာတွေပေါ်လာပြီးအာနာလူပွဲတွေစစ်ပွဲတွေဖြစ်လာတော့တာဒါပေမဲ့တခုတိတိထားမှာကအဲ့ဒီခစ်ကမြို့ပြနိုင်ငံတွေကလေအခုခေတ်ကျွန်တော်တို့ပြောနေတယ်အချို့အချာအာနာပိုင်နိုင်ငံ sovereign state ဆိုတဲ့အတေးပဲနေတော့အပြည့်မှာမကြိုက်သေးဘူးဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်တို့မြန်မာနိုင်ငံတမိုင်းမှာတော့ဒီလိုအစောပိုင်းအခြေအနေတွေရဲ့အထောက်အထားတွေတွေ့ရတယ်မို့လားအညာဒယင်ကျေးမှုဆိုတာမျိုးလေဟုတ်ပါတယ်အရာဒီမြင့်အနောက်ဘက်ကမှတွေ့ရတဲ့ကြုတ်ခစ်ယင်ကျေးမှုပေါ့ရှောင်းကုန်းပြည်မြင့်တောင်ပိုင်းမှာလည်းအလားတူအထောက်အထားတွေရှိတယ်လို့ဆိုပါတယ်တည်တည်ကြကြဆိုရင်အခြေချနေထိုင်ခဲ့တဲ့နေရာတွေလည်းအများကြီးပဲနော်မြောက်ပိုင်းမေခါနဲ့မီလီခါမစ်ဆောင်ကနေအလဲပိုင်းရွှေဘို မုံရွာမန္တလေးကြောက်စဲမကွေးပြည်ထီပေါ့ ဟုတ်ကဲ့ဒါတွေကတတ်သေးတယ်ပါပဲအချိန်နဲ့နဲ့ကုန်လာတော့အဲ့ဒီအစောပိုင်းလောက်မှာခုနကပြောတဲ့မျိုးပြနိုင်ငံပုံစံတွေပေါ်လာတော့သူဝနာပုံမီတို့ပိတ်တနိုဟန်လင်းတကောင်တရေခိတရားဆိုတဲ့ဘူမျိုးပြနိုင်ငံတွေပေါ့အင်းအင်းသူတို့မှာမြေရှင်ပရိသရရဲ့လက္ခဏာတွေရှိခဲ့တယ်ဒါပေမဲ့ဗတ်တန်ဒီရာတော့တမျိုးနဲ့တမျိုးတိတ်ပြီးဆက်သွယ်မများရဲ့ဘူးတိချစီပဲတည်ရှိခဲ့ကြတယ်လို့ဆိုပါတယ်ကောင်းပြီဒါဆိုရင် နိုင်ငံတော်ရဲ့တမိုင်းအစပေါ်အကျန့်ဖြင့်တည်ရပြီအခုအဓိကမေးခွန်းလာပြီတကယ်တမ်းနိုင်ငံတစ်ခုဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုတာပါလေဟုတ်ကဲ့အဲ့ဒီမှာအရေးကြီးတဲ့စကားလုံးတွေပါတယ်အချုပ်အခြာအာဏာ sovereignty လွတ်လပ်မှု independence ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် self determination ဒါတွေကိုတေချာနားလည်ဖို့လိုမယ်ထင်တယ်ဟုတ်ပါတယ် အဲ့ဒီဝဟာရတွေကစင်တူသလိုနဲ့နည်းနည်းကွဲပြားမှုရှိတယ်လေအချော့ချာနာ sovereignty ကိုအရင်ကြည့်အောင်ပြည်တွင်းရှုထောင့်ကပြောရရင်ဒါကနိုင်ငံတော်ရဲ့နန်းနီမစ်ထဲမှာရှိတဲ့လူတွေပစ္စည်းတွေအားလုံးပေါ်မှာနိုင်ငံတော်ကပိုက်ဆိုင်တဲ့အမြင့်ဆုံးအာဏာစေကိုဆိုလိုတာဆိုလိုတာက နိုင်ငံထဲမှာသူ့ရဲ့ကြည့်တဲ့အာဏာမရှိဘူးပေါ့ဟုတ်တယ်ဒီအာဏာကိုဥပဒေအရသတ်မှတ်ထားတဲ့ဖွဲ့စည်းကဂိုက်တွေတယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရခွဲဝေထားတဲ့အာဏာပေါ့ဒါကအတွင်းပိုင်းအာဏာဟုတ်ပြီ ဒါဆိုရင်နိုင်ငံတကာဥပဒေအရရောရေဖွေးရအဖြစ်ရော နိုင်ငံတဲ့နိုင်ငံဖြစ်ဖို့ဘယ်လိုအခြေခံချက်တွေလိုရမလဲအဓိကမရှိမဖြစ်လိုရတာ၄ချက်ရှိတယ်လို့ဆိုကြတယ်နော်ဟုတ်ကဲ့အခြေခံ၄ချက်ပေါ့ဖသာကွေးပြားနိုင်ပေမဲ့အတူတကွနေထိုင်တဲ့လူအတိုက်အဝန်လူဥယျာဉ်ရှိရမယ်အင်းဒုတိယကပိုင်နဲ့နေမည် territory ဒီလူတွေအခြေတတ်ကြနေဖို့ထပ်မတ်ထားတဲ့နေနိမ့်မြေနေရာရှိရမယ် ဟိုပြောင်းလီရွှေဓမားတွေဆိုရင်မရဝုံးပေါ့ဟုတ်ကဲ့အတိအကျကြဖြစ်ရမယ်တတိယကအစိုးရ government ဒီလူတွေကိုကိုစားပြုပြီးဥပဒေနဲ့အညီအုပ်ချုပ်မဲ့အဖွဲ့အစည်းတခုလိုတယ်အင်းဟုတ်ကဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးလို့ပြောနိုင်တာကတော့အချို့အခြားအာဏာ sovereignty ပိုင်ဆိုင်မှုပဲဒါကပြည်တွင်းမှာအမြင့်ဆုံးအာဏာဖြစ်ုံတင်မကဘူးပြည်ပဆက်ဆံရေးမှာလေတခြားဘယ်သူလက်အောက်ခါမှမဟုတ်ပဲလွတ်လပ်ရမယ်ဆိုတဲ့သဘော ဟုတ်ပါတယ်ဒီအချော့ချအာနာဆိုတဲ့စကလုံးကိုလေနိုင်ငံဤတစ်ပတ်မှာစနစ်တကျသုံးခဲ့တာက16ရာစု ပင်စစ်အတွေးခေါ်ပညာရှင်ယန်ဘော်ဒန်လို့ဆိုပါတယ်သူကတော့နိုင်ငံအတွင်းရှိအကျွေးမဲ့နဲ့သာဝရတီမေသောအာနာလူဖွင့်ဆိုခဲ့တယ်။ဆိုလိုလာကလုံးဝအကန့်အသတ်မရှိတဲ့အမြင့်ဆုံးအာနာပေါ့။အော်အကျွေးမဲ့ဆိုတဲ့သဘော။ဟုတ်တယ်။ဒါပေမဲ့နောက်ပိုင်း Perfendorf လို့ပညာရှင်တွေကတော့အာအမြင့်ဆုံးအာနာမှန်ပြီမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလိုဥပဒေတွေနဲ့ကန့်တတ်ထိညနိုင်တယ်ဆိုတဲ့အမြင်ကိုတင်ပြခဲ့ကြတယ်ဒီလိုနဲ့အဒီဘယ်ဖန်ဆိုမှုကလည်းအချိန်နဲ့မြပြောင်းလဲလာတာပေါ့လေဟုတ်ပါပြီဒါဆိုရင်နိုင်ငံတကာမှာလက်ရှိအများဆုံးကိုးကားနေကြတဲ့ထမချက်ကဘာဖြစ်မလဲထောင်ကွက်ချက်33ခုနဲ့က Montevideo Convention ဆိုတာရှိတယ်နော်ဟုတ်ကဲ့ Montevideo Convention on the Rights and Duties of States ပေါ့ဒါကနိုင်ငံတကာဥပဒေမှာတော်တော်လေးခြေခံကြတဲ့သဘောတူညီချက်ပဲ သူရဲ့အပိုက်တစ်မှာခုနကပြောခဲ့တဲ့အချက်၄ချက်ကိုပဲပို့ပြီးတိတိကျကျပြန်ဖော်ပြထားတယ်။အဲဒီက၄ချက်ကိုနည်းနည်းထရှင်းပြပါအောင်။ဟုတ်ကဲ့။ကကအမြဲတမ်းနေထိုင်တဲ့လူဦးရေ permanent population ရှိရမယ်။အတိအကျနေထိုင်တဲ့လူအဖွဲ့အစည်းဖြစ်ရမယ်။လူဦးရေဘလောက်ဆိုတာတော့မတတ်မထားဘူး။ဟွန်း။ကတတ်မထားတဲ့နေမျိုးရှိရမယ်။နေနေမဲ့ရှင်းရှင်းလင်းလင်းတတ်မှတ်နိုင်ရမယ်။နေနေမဲ့ငင်းပွားနေရင်တော့အထူးကနေမြေကိုတော့တတ်မှတ်လို့ရနိုင်ရမယ်။ဟုတ်ကဲ့ ကားကအစိုးရရှိရမယ်ဒီအစိုးရကတည်ငင်ရမယ်ထိရောက်ရမယ်ပြီးတော့အရေးကြီးရာကတခြားနိုင်ငံရဲ့လွှမ်းမိုးမှုအောက်ကလွတ်တဲ့အချုချာအာဏာပိုင်အစိုးရဖြစ်ရမယ်လွတ်လပ်တဲ့အစိုးရပေါ့ဟုတ်တယ်ကားကတော့အခြားနိုင်ငံများနဲ့ဆက်ဆံရေးထားရှိနိုင်စွမ်း capacity to enter into relations with other state ရှိရမယ်ဆိုလိုတာကကိုယ်နိုင်ငံကိုစားတခြားနိုင်ငံနေနဲ့တန်တမန်ဆက်ဆံလိုက်သဘောတူညီချက်တွေချုပ်ဆိုနိုင်တဲ့အခြေချင်းရှိရမယ်ဆိုလာပါပဲရှင်းပါပြီဒီလိုဆိုတော့ နိုင်ငံတော်ဆိုတာဒီချက်တင်နဲ့ပြည့်စုံတဲ့အထူးအဖွဲ့အစည်းတစ်ခုပေါ့ဒါမဲ့သူ့ကိုရှုမြင်ပုံတွေအမျိုးမျိုး꿰နေတယ်လို့လည်းကြားဘူးတယ်ဟုတ်တယ်ရှုမြင်ပုံတွေ꿰ပြပါတယ်တချို့ကဒါဟာလူတန်းစားတစ်ခုကနောက်တစ်ခုကိုဖိနှိပ်ဖို့ရန်တရာလို့မြင်တယ်တချို့ကကျတော့အတိုက်အဝန်းတစ်ခုလုံးကိုကိုးစားပြုတဲ့အဖွဲ့အစည်းလို့မြင်တယ်ဟုတ်တယ်ပြီးတော့တချို့ကအနာကျင့်သုံးတဲ့စနစ် power system ဖြစ်ရှုမြင်တယ်လို့တချို့ကပြည်တွင်းအကျိုးလူမှုဖွလုံရေလျော့ပေးတဲ့စနစ် welfare system လို့မြင်တယ် ဟုတ်ပါတချို့ကလည်းဒါလုံးဝဥပဒေအရတိဆုပ်ထားတဲ့ရ legal construction လို့မြင်တယ်လူမျိုး nation နဲ့နိုင်ငံတော် state ကိုလည်းရိုးထွေးပြီးပြောကြတာရှိသေးတယ်နော်ဟုတ်ကဲ့အဲ့ဒီအယူအဆတွေကလည်းဆွေးမေးစရာတွေပါပဲလူမျိုးဆိုတာကနိုင်ငံဖြစ်ဖို့အထောက်အကူပြုနိုင်ပေမယ့်မရှိမဖြစ်ကြောမဟုတ်ဘူးလို့ယူဆတာများပါတယ်ရှုပ်တော့ရှုပ်တာနော်ဟုတ်ဒါပေမဲ့ဒီရှုမင်ပုံတွေအားလုံးကိုခြုံကြည့်လိုက်ရင်လေ နိုင်ငံတော်ကိုတခြားလူမှုရေးအဖွဲ့အစည်းတွေဥပမာဘာသာရေးအဖွဲ့တို့စီးပွားရေးအသင်းတို့နဲ့မတူဘဲကွဲပြားစေတဲ့အဓိက အချက်ကတော့ခုနကပြောတဲ့အချို့ချအာဏာ sovereignty ပါပဲဒီအာဏာကြောင့်နိုင်ငံတော်ရဲ့အမိန်ဒီစွန့်ဖြတ်ချက်တွေဟာဥပဒေဖြစ်လာတယ်ဗိုလ်ဒင်ပြောလို့လို့ပေါ့အားလုံးကိုအမိန်ပေးနိုင်ပြီးဘယ်သူစီကမှအမိန်ပြန်မခံရတဲ့အဖွဲ့အစည်းဒါကြောင့်နိုင်ငံတော်နဲ့ဥပဒေကခွဲလို့မရဘူးဥပဒေဆိုတာအချို့ချအာဏာပိုင်းနိုင်ငံတော်ရဲ့စံတကိုဖော်ပြတာပဲ အော်ဟုတ်ကဲ့ဒါ ਉਹ အချင်းချုပ်ရရင်နိုင်ငံတော်ဆိုတာတတ်မှတ်ထားတဲ့နယ်နေမိတ်ထဲကလူအတိုင်အဝိုင်းအတွင်းမှာလူမှုရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ဥပဒေကိုအဓိကကြီးရာအဖြစ်သုံးပြီးအာဏာအနှင်းထားတဲ့အစိုးရကအစီမံအုပ်ချုပ်တဲ့အသင်းဖွဲ့တစ်ခုလိုအကြမ်းဖျင်းပြောလို့ရနိုင်ပါတယ်စီနိုင်ငံ democratic states တဲ့ဟုတ်ကဲ့မင်းဆက်ဆိုးမိုးတဲ့နိုင်ငံ dynastic state ဆိုတာကအဓိကကပြည်သူစံတာကအရေးမပါဘူးဒါမှမဟုတ်အုပ်ချုပ်သူရဲ့လက်အောက်ခံသဘောလောက်ပဲရှိတဲ့နိုင်ငံမျိုးကိုဆိုလိုတာပါစိတ်ဝင်စားစရာကောင်းတာကရှေးခေတ် Greek မျိုးမြတ်နိုင်ငံတွေလိုဒီမိုကရေစီနာနေခံထားပေမဲ့တကယ်တမ်းမှာအခွင့်ထူးခံလူဒန်းစားတစုကပဲအုပ်ချုပ်နေတဲ့နိုင်ငံတွေမို့တောင်ဒီ dynastic state အမျိုးစားတဲ့ထက်စဉ်းစားနိုင်တယ်လို့ဆိုရဲ ။အော်ဂရိနိုင်ငံတွေကဒီမိုကရေစီမဟုတ်ဘူးလား။အဲ့ဒီနိုင်ငံသားတွေအချင်းချင်းဆက်ဆံရေးမှာတော့ဒီမိုကရေစီစံတယ်ပြောနိုင်ပေမဲ့သူတို့နိုင်ငံသားဆိုတာက အတိုက်အဝန်းတစ်ခုလုံးရဲ့လူနည်းစုလေးပဲ။ကြံတဲ့လူများစုဖြစ်တယ်၊ကျင်းတယ်၊အမျိုးသမီးတွေတိုင်းတစ်ပါးသားတွေကနိုင်ငံသားအခွင့်အရေးမရကြဘူး။ဒါကြောင့်အတိုက်အဝန်းတစ်ခုလုံးအနေနဲ့ကြည့်ရင်ဒါဟာလူနည်းစုအုပ်ချုပ်ရေးအိုလီဂေါကီနိုင်ငံတွေဖြစ်နေတာပေါ့။အင်းဒါလည်းမှန်တာပဲ ဒီလိုနိုင်ငံတွေကအင်အားသုံးမှုပေါ်အခြေခံတယ်။သူတို့မူဝါဒတွေကလည်းအုတ်ချုပ်ခံလူဒန်းစားကိုခေါင်းပုံဖြတ်တာမျိုးဖြစ်တတ်တယ်။အများစုကတော့ဘီယင်စနစ်မော်နာကီပုံစံပေါ့။တကယ်တော့ဘီယင်စနစ်ဆိုတာလေလူနည်းစုအုတ်ချုပ်ရေးအိုလီဂေါကီရဲ့ပုံစံတစ်မျိုးပါပဲ။ဘီယင်တောက်တဲ့အုတ်ချုပ်တော့မဟုတ်ဘူးလား။ဒီမူမတီအကြံပေးတယ်ဆိုတဲ့လူနည်းစုအုတ်ချုပ်သူအတိုင်းဝန်းရှိနေတာပဲ။ဒါကြောင့်ဘင်းစနစ်တိုင်ဟာလူနေစုအုတ်ချုပ်ရေးပုံစံဖြစ်ပေမဲ့လူနေစုအုတ်ချုပ်ရေးတိုင်ကတော့ဘင်းစနစ်ထစ်ချင်မှာချစ်မှာပေါ့ ဟောပြောပဲဒါကရှေးခေတ်ပုံစံတွေအခုခေတ်တည်ဒီမိုကရေစီနိုင်ငံတွေ modern democratic state ဘက်ကိုလှည့်ကြည့်အောင်ဒီနေ့ခေတ်နိုင်ငံများစုကတော့အမိခံအားဖြင့်ဒီမိုကရေစီနိုင်ငံတွေလို့ပြောကြတာပဲဟုတ်ကဲ့ဒါပေဘလောက်ထိတကယ်ဒီမိုကရေစီဆန်တယ်လဲပြည်သူဆန္ဒကိုဘလိုနည်းနဲ့ပေါ်ထုတ်အကောင့်ထဲပေါ်တယ်လဲဆိုတဲ့နေရာမှာတော့နိုင်ငံလိုက်ကွာခြားမှုတွေအများကြီးရှိနေတယ်မှန်ပါတယ်ဒီမိုကရေစီပုံစံတွေမှာအစောဆုံးကွဲပြားမှုကတိုက်ရိုက်ဒီမိုကရေစီနဲ့တွယ်ဝိုက်ဒီမိုကရေစီပဲတိုက်ရိုက်ဆိုတာ နိုင်ငံသားအလုံးကိုယ်တိုင်ပါဝင်ဆုံးဖြတ်တာရှီခေအေးတင်မှာကျင့်သုံးဖူးတယ်။ဟွန်းရူဆိုကအဲ့ဒါကိုအကောင်ဆုံးလို့ပြောခဲ့တာနော်။ဟုတ်တယ်။ဒါပေမဲ့လက်တွေ့မှာတော့အခုခေတ်နိုင်ငံကြီးတွေမှာဒါကမဖြစ်နိုင်တဲ့လောက်ပဲလူဦးရေကအများများလွန်းတယ်။ဟုတ်ကဲ့လက်တွေ့မကြော်တော့ဘူးပေါ့။ဒါကြောင့်ခေတ်တီဒီမိုကရေစီနိုင်ငံတွေရဲ့အတိတ်ကအသက်သွေးကြောကကိုစားပြုမှုမှု representative principle ဖြစ်လာတယ်။နိုင်ငံသားတွေကသူတို့ကိုကိုစားပြုဖို့ကိုစားလေတွေရွေးကောက်တဲ့စနစ်ပေါ့။ဟုတ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေကိုအမျိုးအစားခွဲတဲ့အခါမှာလဲဒီကိုစားပြုမှုမူကိုဘလို့ကျင့်သွင်းတယ်လဲဆိုတာကိုကြည့်ပြီးခွဲကြတဲ့ဒါပေမဲ့အဓိကဥပဒေပြုလိုတော့ကိုကိုစားပြုမှုမူနဲ့ဖွဲ့စည်းတာကတော့အလုံးတူညီတဲ့လက္ခဏာပဲဟုတ်ပါတယ်ခေတ်သစ်ဒီမိုကရေစီနိုင်ငံတွေကြားမှာကိုပဲအုပ်ချုပ်မှုပုံစံကွဲပြားမှုတွေအများကြီးရှိပါသေးတယ်။ဥပမာအစိုးရဖွဲ့စည်းပုံကိုကြည့်ရင်အမေရိကန်စနစ်လိုလွှတ်တော်ရောအစိုးရအကြီးအကဲသမ္မတကိုပါပြည်သူကတိကျစီရွေးတဲ့စနစ်ရှိတယ်။ဟုတ်ကဲ့သမ္မတစနစ်ပေါ့ ဒီ dish fire နဲ့စနေလို့ကြတော့ဖီသူကလွတ်တော်အမတ်ပဲရွေတယ်။အဲ့လွတ်တော်လဲကအများစုရတဲ့ပါတီကအစိုးရဖွဲ့ဝင်ကြီးချုပ်ကိုရွေချဲတယ်။ဟွန်းပါလီမန်စနေ။လို့ပြီးလွတ်တော်ကရက်တဲလားနှစ်ရက်လားလွတ်တော်နှစ်ရက်ရှိရင်တောင်ဒုတိယလွတ်တော်ကိုဘလို့ဖွဲ့စည်းတယ်လဲကွာတယ်။ဗြိတိန်လိုမျိုးရိုးဆက်ခန္ဓာအမျိုးစာရင်းတင်တွဲတာရောထားတာရှိတယ်။အမေရိကန်လိုရွေးခုတ်ခန္ဓာရှိတယ်။တချို့နိုင်ငံမှာဒုတိယလွတ်တော်လုံးဝမရှိဘူး။ဟုတ်ပါပြီ။ အစိုးရဖွဲ့အကြီးအကဲကိုပြည်သူတိုက်ရဲရွေးတာလားလွှတ်တော်ကရွေးတာလားဆိုတာလဲကွာတယ်အရေးကြီးတဲ့ကွဲပြားမှုတွေထက်ပြောရင် နိုင်ငံတော်အကြီးအကဲက မျိုးရိုးဆက်ခံတဲ့ဘရင်ဘရင်မဖြစ်ဖြစ်မယ်အာဏာကိုဖျက်ဆီးပုံနဲ့ကန့်တတ်ထားတဲ့စနစ် constitutional monarchy ပေါ့ဥပမာ Britain ဂျပန်လိုမျိုးอืมနောက်တစ်ခုက အကြီးအကဲကိုရွေးခေါက်တင်မြောက်တဲ့ဓမ္မတနိုင်ငံ republic ဥပမာ American ပြင်ထက်လိုမျိုးဟုတ်ကဲ့ ဤတော့အစိုးရဖွဲ့ကလွတ်တော်ရဲ့ယုံကြည်မှုလိုမလျိုပေါ်မူတည်ပြီးပါလီမန်စနစ်နဲ့တမကွန်ဂရက်စနစ်ဆော်ပြီးကွဲသေးတယ်။နောက်ထပ်အရေးကြီးတာကအာဏာခွဲဝေမှုပုံစံ။တပြေတုံးစနစ် Unitary State ဆိုရဲ့အာဏာအများစုကဘဟုအစိုးရမှာပဲရှိရဲ့။ဘဟုကချိုးကင်ထားတာပေါ့။ဟုတ်တယ်။ပြည်ထောင်စုစနစ် Federal State မှာတော့ဘဟုနဲ့ပြည်နယ်တိုင်းအစိုးရလီချားမှာအာဏာကိုဖွဲ့စည်းပုံနဲ့ခွဲဝေထားတယ်။ American တို့အိန္ဒိယတို့ကပြည်ထောင်စုစနစ်ဥမာတွေပေါ့။နိုင်ငံမျိုးစားတွေကတော်တော်ဆုံးလာပဲနော်။ ဒါဆိုရင်နောက်ဆုံးပိုင်းအမည်နဲ့နိုင်ငံတနေငံဟာနိုင်ငံတကာအတိုင်းအဝိုင်းမှာရောဘလို့အခြေခံအခွင့်အရေးတွေတာဝန်တွေရှိတယ်လဲဆိုတာကိုကြည့်လိုက်အောင်ဟုတ်ကဲ့ဒီယူဆကရှေ့ခေတ်တဘာဝတရားပညာရှင်တွေကနိုင်ငံတွေကိုလူတွေလိုပဲတဘာဝအခွင့်အရေးရှိတယ်လို့ယူဆရနေစပြီးနှစ်ဆက်ရာစုမှာပိုပြီးစနစ်တကျတတ်မှတ်ဖို့စ조사လာတာလို့ဆိုနိုင်မယ်ထင်တယ်ဟုတ်ပါတယ် ဒီလိုကျူးပန်းမှုတွေထဲကအထင်ရှားဆုံးတစ်ခုကတော့1949ခုနှစ်ကုလထမကနိုင်ငံတကာဥပဒေကောင်းမရှိ IOC ကရေးဆွဲခဲ့တဲ့နိုင်ငံများ၏အခွင့်အရေးနဲ့တာဝန်များဆိုင်ရာကြေညာချက်မူကြမ်းပါပဲ။အော်ကုလသမဂ္ဂကထုတ်တာပေါ့။ဟုတ်တယ်။ဒီမူကြမ်းကအဖွဲ့အစည်းနိုင်ငံတွေအတော်တင်မဟုတ်ပဲ။ကမ္ဘာပေါ်ကအချုပ်အခြာအာဏာပိုင် နိုင်ငံအလုံးလိုက်နာတဲ့အခြေခံမူတွေကိုဖော်ပြဖို့ရည်ရွယ်ခဲ့တာ။ ဒီထဲမှာအဓိကအခွင့်အရေးတွေကိုဖော်ပြထားတယ်ဥပမာလွတ်လပ်စွာရက်တီပိုင်ခွင့်ကိုယ်နိုင်တဲ့မြေမြေတွင်စီရင်အောက်ချုပ်ပိုင်ခွင့်ဥပဒေရှင်မောက်တန်းတူညီမျှခွင့်ပြီးတော့အရေးကြီးတာကကိုယ့်ကိုယ်ကိုကာကွယ်ပိုင်ခွင့်တူးချင်းဖြစ်စေစူပောင်ဖြစ်စေတို့ပါဝင်ပါတယ်အခွင့်အရေးတွေရှိသလိုတာဝန်တွေလည်းရှိမှာပေါ့နော်ဟုတ်တယ်တာဝန်တွေကိုလည်းဖော်ပြထားပါတယ်အရေးကြီးတာတွေကတော့တခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးမှာဝင်မဆွတ်ဖက်ဖို့တာဝန်အငင်းပွားရင်ငိမ့်ချမ်းစွာဖြည့်ရှင်းဖို့တာဝန် စစ်ကိုမူအားတော့အဖြစ်အတုံးမပြုတ်ဖို့ရှောင်ရဖို့တောင်းဝင်။อืมချုပ်ဆိုထားတဲ့စာချုပ်တို့လေးစားလိုက်နာဖို့တောင်းဝင်။ပြီးတော့လူမျိုးလိန်ဖာသာကိုယ်ဝေယုံကြည်မှုခွဲခြားမှုမရှိဘဲလူခွင့်ရင်းနဲ့အခြေခံလွတ်လပ်ခွင့်တွေကိုလေးစားဖို့တောင်းဝင်နေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ခြုံကြည့်ရင်တော်တော်လေးခရီးရှည်ကြည့်ပါနော်။ဟိုလှလဲသွားလာနေတဲ့လူသားအုပ်စုလေးတွေကနီလက်အားစိုက်ပျိုးရေးအခြေချနေထိုင်မှုမြို့ပြနိုင်ငံတွေဖြစ်လာပုံ။ နောက်ဆုံးမှာတော့အမ်ပြည်သူနေမြေအစိုးရအချုပ်ချာအာဏာဆိုတဲ့အဓိကစိတ်ပိုင်းတွေနဲ့ဖွဲ့စည်းထားပြီးနိုင်ငံတကာမှာအခွင့်အရေးတာဝန်တွေပါရှိလာတဲ့ခက်သစ်နိုင်ငံတို့ခက်ပေါ်လာတဲ့အထီးပေါ့ဟုတ်ပါတယ်ဒီလိုရိုးရှင်းတဲ့အခြေအနေကနေဒီနေ့လိုရှုပ်ထွေးတဲ့ဥပဒေဆိုင်ရာနိုင်ငံတွေနိုင်ငံတကာမူပေါင်းတွေအခြေရှင်းကေပြောင်းလဲလာတဲ့ဖြစ်စဉ်ကိုပြန်ကြည့်ရင်းနဲ့စဉ်းစားစရာလေးခုနဲ့နေငုံချူချင်ပါတယ် ဟုတ်ကဲ့အခုလောတကဘာလုံးဆက်ဆက်မှုအရင်များလာတဲ့ globalization ချက်မှာနီးပညာတွေအရှင်အဟုန်နဲ့တိုးတက်နေချိန်မှာအတိုက်အဝန်းနဲ့အနာပိုင်မှုအပေါ်လူတွေရဲ့အမြင်တွေပြောင်းလဲလာနိုင်တဲ့အနာဂတ်မှာလေဒီနိုင်ငံတော်ဆိုရက်အယူဆကိုယ်တိုင်ကတော့ဘလို့စိန်ခေါ်မှုအတိတ်တွေဒါမဟုတ်ဘလို့အသွင်ပြောင်းလဲမှုတွေကိုရင်ဆိုင်ရနိုင်မလဲဒါကတော့ကျွန်တော်တို့အားလုံးဆက်ပြီးတွေးတောကြည့်ရမယ်မေးခွန်းတစ်ခုပါပဲဟုတ်ကဲ့ တကယ်စဉ်းစားစရာ အချက်ပါပဲဒီနေ့ဒီအကြောင်းအရာကိုစိတ်ဝင်စားစားလေ့လာဆွေးနွေးမှုမှာအတူပါပဲနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါပဲနောက်တစ်ချိန်ပြန်စဲဆုံတွေ့ကြပါမယ်